အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့နမဆိုးနဲ့ကြော်ကြားခဲ့တဲ့ The Rise to Maho အာနာရှင်တွေကြီးစိုးခဲ့ကြတဲ့တမိုင်းဝင်ဖြစ်ရဲ့ခြေတစ်ခုအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ် The Rise လို့ပြောလိုက်တာနဲ့သူရှိမှာ That Rise နဲ့ Second Rise ဆိုတာရှိကြမယ်ဆိုပြီးအားလုံးကသိမိကြပါလေဟုတ်ပါတယ်သူရှိမှာ First Rise နဲ့ Second Rise ဆိုတဲ့ဖြစ်ရဲ့တွေလည်းရှိခဲ့ပါသေးတယ်ဒါပေမဲ့ That Rise နဲ့ Second Rise အကြောင်းမပြောခင်ပါ Rhine ဆိုတာဘာလဲအရင်ရှင်းပြပေးပါမယ်။ Rhine ဆိုတာဂျာမန်ဘာသာစကားမှာဆင်းသက်လာတာဖြစ်ပြီး Empire တို့မဟုတ်နိုင်ငံတော်လို့အသေးပဲရပါတယ်။ဂျာမနီတမိုင်းမှာ Rhine ဟူသောဝါရာတီအချိန်ကာလလိုက်နောင်နီနိုင်ငံရဲ့ကွဲပြားတဲ့နိုင်ငံရေးတွင်ပြောင်းမှုများကိုရင်းနှီးသတ်မှတ်ထားခြင်းဖြစ်ပါတယ်။ဒါဆိုရင် First Rhine အကြောင်းလေးဆက်သွားလိုက်ကြရအောင်။ First Rhine ဆိုတာ Holy Roman Empire ကိုရင်းနှီးတာဖြစ်ပြီး AD 800ကနေ1806ခုနှစ်အထိအစိုးရကြတဲ့ရောမန်အင်ပါယာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ဒီအင်ပါယာကြီးဟာနှစ်ပေါင်း1000ကျော်ကြာတည်တံ့ခဲ့ပြီး1806ခုနှစ်မှာမပိုလီယံဘိုနာပတ်ရဲ့ဖိအားပေးမှုကြောင့်ပဲပြိုကွဲပျက်စီးခဲ့ရပါတယ်။ Second Reign ကတော့ဂျာမန်အင်ပါယာကိုယဉ်ယွန်းလာဖြစ်ပြီး1800ခုနှစ်ကနေ1918ခုနှစ်အထိနှစ်ပေါင်း49နှစ်ခန့်ကြာနေခဲ့ပါတယ်။ထိုကာလအတွင်းဂျာမနီယာ ယောပမှာစမှုထုံကားမှုဖိကျန်းအဆင့်ကိုရောက်ရှိလာတာနဲ့အမျှဂျာမီရဲ့အင်အားကြီးမားလာမှုဟာဥယောပနိုင်ငံအချို့ကို စိုးရိမ်စေခဲ့ပြီးပထမကဘာစစ်ဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းတစ်ခုလို့လည်းသိရှိရပါတယ်။ထို့နောက်မှာတော့စကန်ဝိုင်းကာလဟာဂျာမီတို့ပထမကဘာစစ်မှာစစ်ရှုံးနေခဲ့ပြီး1938ခုနှစ်နိုဝင်ဘာတော်လရင်အတွင်းမှာပဲစကန်ဝိုင်းဟာလည်းအဆုံးသတ်ခဲ့ရပါတယ်။ဒါကြတော့ first round နဲ့ second round ဆိုတာ ငါစီဝေးရဲ့တမက်ချက်တာဖြစ်ပြီးအစင်လာကြီးမားခဲ့ကြတဲ့တမိုင်းဝင်ဂျာမန်အင်ပါယာကိုရင်ယွန်းက၎င်းတို့ကဂျာမန်အင်ပါယာရဲ့ဆက်ခံသူဖြစ်ကြောင်းကိုခိုင်မာပြောဆိုခြင်းတော်ကြောင့်ဖြစ်ပါတယ်။ The Rise ဆိုတာကတော့1933ခုနှစ်ကနေ1945ခုနှစ်အထိစနေနေ့တာကာလအတွင်းမှာဟစ်တလာဥဆောင်ခဲ့တဲ့အကြမ်းဖက်ဖွဲ့ရာဖြစ်ဆိုးညနဲ့ထင်ရှားကျော်ကြားခဲ့တဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ် 1930ပြည်နှစ်များအတွင်းမှာဂျာမနီနိုင်ငံဟာပထမကမ္ဘာစစ်ရဲ့ရှုံးနိမ့်မှုနဲ့အတူဗာဆိုင်းစာချုပ်ရဲ့ပြစ်ဒဏ်သက်ရောက်မှုတွေကြောင့်ပဲနိုင်ငံဟာစီးပွားရေးကပ်ဆိုက်မှုတွေနဲ့ချုံချုံကျနေခဲ့ရပါတယ်။ပြည်သူလူထုတွေကဒေါ်လာစိတ်တွေရှစ်ချောင်းမှုတွေနဲ့အတူနိုင်ငံကုန်သိက္ခာကို ပြန်လည်ထူထောင်ပေးနိုင်မယ်ကောင်းဆောင်ကိုမျော်လင့်နေခဲ့ကြပါတယ်။အဲဒီအချိန်မှာပဲအတော်ဖြစ်ဒလာဆိုသူတယောက်ပေါ်ပေါက်လာခဲ့ပါတယ်။သူရဲ့စမ်းဆောင်ရည်ပြေးွားတဲ့မိကွန်းတွေ ဇာမီကိုပြန်လဲကြီးသောသူတက်စီမယ်ဆိုတဲ့ဂရိကဝတ်တွေကလူလူရဲ့နှလုံးသားကိုချိမိသွားခဲ့ကြပါတယ်။နောက်ဆက်တွဲအနေနဲ့အာနာရှင်ဆန်စာလူမဆန်တဲ့ဖြစ်ရဆိုးကြီးတွေကိုပြုတ်လုပြီးမှတ်တမ်းဆိုးကြီးအနေနဲ့တမိုင်းတင်ခဲ့မယ်ဆိုတော့ဘာသူမှမသိရှိခဲ့ကြပါဘူး။ဖရာဂွေ33ခုနှစ်ဇန်နဝါရီ30ကနေစပြီးဟစ်တလာဟာဒီမိုကရေစီစနစ်ကိုဖျက်သိမ်းဖို့ခြေလှမ်းစတင်လာခဲ့ပါတယ်။ဒရင်စာရီမီဒီယာတွေကိုထင်ချိုးပလိုက်တဲ့ ခြားနိုင်ငံရေးပါတီတွေကိုလည်းဖျက်သိမ်းပစ်ခဲ့တဲ့အပြင်ပါလီမန်ရဲ့အာဏာကိုဖျက်တောက်ပြီးအာဏာရယူခဲ့ပါတယ်။ခုနောက်မှာတော့လူရရဲ့ကြောင်းရင်မှုကိုကန့်တယ်ဖို့ Justa Post ဆိုတဲ့လျှို့ဝှက်ရဲနဲ့ SA လို့ခေါ်တဲ့လုံခြုံရေးအဖွဲ့တွေကိုဖွဲ့စည်းပြီးလက်တမ်းဝေးခဲ့တယ်။ထို့အဖွဲ့တွေကပြည်သူတွေပုံမှန်ချောင်းရင်လာဝန်ကြီးအမျိုးမျိုးနဲ့ပြုလုပ်ခဲ့ကြပါသေးတယ်။မာစီယူဆရဲ့ပုံချက်မှာလူမျိုးကြီးဝါရဆိုတာရှိပါတယ်။ဂျာမန်လူမျိုးတွေက Aryan လူမျိုးတွေအဖြစ်သတ်မှတ်ပြီး အထက်တန်းစားလူမျိုးတွေအဖြစ်မြင့်တင်ခြင်းကိုခံခဲ့ရပါတယ်။ဒါကြောင့်ပဲခြားလူမျိုးတွေကိုရှင်းလင်းဖို့စီမံကိန်းတွေစတင်လာခဲ့ကြပါတယ်။1935ခုနှစ်မှာလူရင်ပိုင်ဥပဒေအရဂျူးတွေကိုနိုင်ငံသားအခွင့်အရေးကနေရုပ်သိမ်းလိုက်တဲ့အပြင်ဂျာမန်နဲ့ဂျူးတွေလက်ထက်ခွင့်ကိုလည်းပိတ်သိမ်းခဲ့ကြပါတယ်။ပေါင်းကွယ်38ခုနှစ်မှာတော့ဂျူးတွေရဲ့အိမ်မြေဆိုင်တွေနဲ့တရားဝင်ကျောင်းတွေကိုပါဖြတ်စည်းချင်းခံခဲ့ရပါတယ်။ဒါရီယာနောက်မှာဖြစ်လာမယ့် ဟိုလိုကော့စ်လို့ခေါ်တဲ့လူမျိုးတုံးတက်ဖြတ်မှုရဲ့ပထမခြေလှမ်းတွေလို့ပြောရင်လည်းမမှားပါဘူး1939ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာတော့ဟစ်တလာကပိုလန်ကိုစတင်ချူချော်တိုက်ခိုက်ခဲ့ပြီးဒုတိယကမ္ဘာစစ်ဖြစ်ပေါ်ခဲ့ပါတယ်သူစိမ်မှာပဲဟိုလိုကော့စ်ဟုခေါ်သောလူမျိုးတော်တက်ဖြတ်မှုကြီးကိုစမြတိကျအကောင့်ထဲပေါ်ခဲ့ကြပါတယ် ထိုပြည့်အတဲမှာဂျူးလူမျိုး6တန်းအပဝင်လူပေါင်း7တန်းလီပါရက်ဆက်စွာတက်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်1942ခုနှစ်ကနေ1943မှာဖြစ်ပွားခဲ့တဲ့ စတာလင်ဂရက်စစ်ပွဲမှာဂျာမန်တပ်တွေဟာအရင်းနှင့်ပြီးစစ်ခွာခဲ့ရပါတယ်1945ခုနှစ်ဧပြီလ30ရက်နေ့မှာတော့ဟစ်တလာဟာဂျာမနီနိုင်ငံပါလီမျိုးအောက်ခြေရှိသူ့ရဲ့ခိုးအောင်းရနေရာမှာပဲတနက်နေ့ကိုရိုင်းဆုံးစီရင်ခဲ့ပါတယ် ယူနေသူရှိနေသောစနီးဖြစ်သူအီဘာဘရောင်းကလည်းအစိတ်တောက်တည်ဆုံးခဲ့ပါတယ်။နာဇီတို့ရဲ့ရည်မှန်းချက်အရသရိုင်းဆိုတာဘယ်တော့မှပြတ်သုံးမသွားနိုင်မယ်နေမဝင်အင်ပါယာဖြစ်ရမယ်ဆိုပြီး ကြီးရွယ်သတ်မှတ်ခဲ့တော်လဲစနစ်နစ်ခန့်လာကြမြင်ခဲ့ပါတယ်။ဒါပေမဲ့သူစနစ်နစ်တာကာလအတွင်းမှာပဲအာနာရှင်တို့ရဲ့လမ်းစဉ်အတိုင်းရက်ဆက်စွာညှဉ်းပန်းနှိမ့်ဆက်မှုတွေလူမျိုးတုံးတက်ဖြတ်မှုတွေနောက်မြောက်စွာကိုကျူးလွန်ခဲ့ကြတဲ့ တမိုင်းမတန်ဆိုးကြီးကတော့အဖြောက်ဖြက်မရနိုင်တော့ပါဘူးဒီဖြက်လျက်ပေါင်းမီးမောင်းခုပြနေလဲဆိုတော့အနာရှင်တွေကြီးဆိုးရကာလအတွင်းမှာ နိုင်ငံဟာတိုးတက်မှုရှိပဲအမြဲတမ်းဆိုးရွားမှုတွေနှစ်ပတ်နှစ်ဆက်မှုတွေနဲ့ပဲကြုံတွေ့ရမယ်ဆိုတော့မီးမောင်းထုတ်ပြနေပါတယ်လူရဲ့နှလုံးသားထဲမှာလည်းနောင်လာမယ့်နှစ်ပေါင်းများစွာတိုင်အောင်ဆက်ဆုပ်ရွှရှာမုန်းတိမိကြအောင်မယ်ဆိုတာသင်ပြပိုင်းရင်ဗီဒီယိုလေးကိုဆုံးတက်ပါတယ် အားလုံးပဲမင်္ဂလာရှိသောနေ့ရက်လေးပတ်ဆန်ကြပါစေ။